ောင်းဆောင်ကရုရှားရဲ့စီးရင်လှုပ်ရှားမှုတွေကိုထောက်ခံတယ်လို့သမ္မတပူတင်နဲ့တွေ့ဆုံချိန်မှာပြောလိုက်ပါတယ်။ထိုင်းနဲ့မလေးရှားရောက်မြန်မာတွေကိုပြတ်မပို့ဖို့လန်ဒန်မြို့မှာမြန်မာတွေဆန္ဒပြခဲ့ကြပါတယ်။မတ်လ၄ရက်နေ့ကထိုင်းနိုင်ငံကန်ချနာပူရီခရိုင်မှာတရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့မြန်မာနိုင်ငံသား၁၄ယောက်ဖမ်းဆီးခံလိုက်ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ချင်းလူမျိုး280တေဆုံးခဲ့ကြောင်းချင်းရဲအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်ဒီသတင်းတွေကို RFA ရမနက်ခင်းသတင်းအစီအစဉ်မှာကြားရဖို့ရှိပါတယ်ရှင်စစ်တပ်အာဏာသိမ်းပြီးနောက်ရုရှားနိုင်ငံကို၄စိန်မြောက်ရောက်ရှိနေတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့မတ်လ၄ရက်နေ့ကမော်စကိုမြို့မှာတွေ့ဆုံခဲ့ကြပါတယ်။ စကောင်းဆောင်ကရုရှားရဲ့ထောက်ပံ့ကူညီမှုတွေအတွက်သမ္မတပူတင်ကိုကျေးဇူးတင်ကြောင်းနဲ့မြန်မာစစ်ကောင်စီအနေနဲ့ရုရှားနိုင်ငံရဲ့ယူကရိန်းအပေါ်စစ်ရေးဆောင်ရွက်မှုတွေကို ထောက်ခံအားပေးကြောင်းပြောခဲ့ပါတယ်။သမ္မတပူတင်ကစကောင်းဆောင်ကိုကြိုဆိုခဲ့ပြီးတော့နှစ်နိုင်ငံကုံသွယ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက်လာတာကိုသတိပြုမိကြောင်းနဲ့မော်စကိုကိုစင်6កောင်ပို့ဆောင်ပေးတဲ့အတွက်အကျေးဇူးတင်တယ်လို့ပြောဆိုကြောင်း AP သတင်းမှာဖော်ပြပါတယ်။ ရိုက်တာသတင်းမှာတော့စိုက်ပျိုးရေးနျူကလ িয়ার ဆွေးင်အပါအဝင် တခြားနယ်ပယ်တွေမှာနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတွေတိုးချဲ့ဖို့အလားအလာခေါင်းတွေတွေ့မြင်ရတယ်လို့ရုရှားဘက်ကပြောဆိုကြောင်းရေးသားထားပါတယ်ဒါ့ပြင်ဒဝဲအထူးစီးပွားရေးဆောင်မှာရုရှားကုမ္ပဏီတွေကယင်းနှိမ့်နှံမှုစီစဉ်နေကြောင်းလဲရုရှားဝန်ကြီးချုပ်မီခေမက်ရှူစတိန်ကပြောပါတယ်ရှင် ိုင်းနဲ့မလေးရှားနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုနေရက်ပြန်မပို့ဘူးဒီတိန်ရောက်မြန်မာနိုင်ငံသား100လောက်ကမတ်လ4ရက်နေ့ကလန်ဒန်မြို့မှာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်လန်ဒန်မြို့မှာရှိတဲ့မလေးရှားတန်ယုံနဲ့ထိုင်းတန်ယုံတွေရှေ့မှာဆန္ဒပြခဲ့ကြတာပါ မြန်မာရွှေပြောင်းအလုပ်သမားတွေကိုဖမ်းဆီးပြီးတော့ပြန်လည်ပို့ဆောင်ရမှာစစ်ကောင်စီတပ်ရဲ့အတင်းအဓမ္မစစ်သားစုဆောင်ခံရတာလူသားတိုင်းအဖြစ်အတုံးချခံရတာတွေရှိနေတာကြောင့်မြန်မာနိုင်ငံကိုပြတ်မပို့ဖို့တောင်းဆိုရတာလို့ဆန္ဒပြပွဲကိုဦးဆောင်တဲ့ Star of Myanmar Friendship အဖွဲ့ကမတ်ချူလီခိုင်ကပြောပါတယ် ိုင်းနဲ့မလေးရှားအစိုးရတာဝန်ရှိသူတွေအနေနဲ့လူခွင့်ရေးစက်နှုံးတွေကိုလိုက်နာပြီးတော့မြန်မာရွှေပြောင်းအလုတ်သမားတွေရဲ့ဂုံတိတ်ခါနဲ့လုံခြုံရေးချိုးဖောက်ခံနေရတာတွေကို ကာကွယ်ပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်ရှင်စစ်တပ်အာဏာသိမ်းပြီးချိန်ကနေဖေဖော်ဝါရီလကုန်အထိ၄နှစ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး280တေဆုံးခဲ့တယ်လို့ချင်းရဲရအဖွဲ့ချုပ် ICA ကမတ်လ၄ရက်နေ့ကထုတ်ပြန်ပါတယ်ချင်းပြည်နယ်နဲ့ပြည်နယ်ပြင်ပကချင်းလူမျိုးတွေနေထိုင်ရာဒေသတွေကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုအကြိမ်250ကျော်လုံဆောင်ခဲ့တယ်လို့ဖော်ပြပါတယ် ဒီတိုက်ခိုက်မှုတွေကြောင့်ချင်းလူမျိုးအရက်သားတရာကျော်နဲ့ချင်းလက်နက်ကင်တပ်ဖွဲ့ဝင်56ယောက်ထက်မနည်းသေဆုံးခဲ့ပြီးတော့250ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အရက်သားသေဆုံးမှုက87ယာဂိုင်းနှုန်းရှိပြီးတော့တော်လန်ရင်းအဖွဲ့ဝင်တွေသေဆုံးမှုက29ယာဂိုင်းနှုန်းရှိရာကြောင့်အရက်သားတွေကိုဥတီတိုက်ခိုက်နေတာထင်ရှားတယ်လို့ထောက်ပြထားပါတယ်။ ချင်းရအဖွဲ့ချုပ်ရဲ့ပြောဆိုချက်နဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူးရှင်။ မကွေးတိုင်းမြိုင်မြို့နယ်ဆင်ဆိုင်ရွာကိုမတ်လ၄ရက်နေ့မနက်ကစစ်ကောင်စီကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အရက်သားတဦးသေဆုံးပြီးတော့တဦးထိခိုက်ထဏ်ရာရခဲ့တယ်လို့ဝီလက်မြိုင်အဖွဲ့ကပြောပါတယ်။တိုက်ပွဲမရှိပဲမြိုင်မြို့နယ်အနောက်ပိုင်းကဆင်ဆိုင်ရွာဖုံးကြီးကျောင်းနဲ့ကိုင်းရိုးရွာကို တိုက်လေရင်နဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာပါ။ ဖုံးကြီးကျောင်းမှာရှိနေတဲ့အရက်သား2ဦးထိမှန်ခဲ့ပါတယ်။စင်စိန်နဲ့ကိုင်းရိုးရွာတွေကအရက်သားတွေကြောက်လန့်ပြီးတော့ထွက်ပြေးနေကြရတယ်လို့ဝီလက်မြိုင်အဖွဲ့တာဝန်ရှိသူတယောက်က RFA ကိုပြောပါတယ်ရှင်။ ထိုင်းနိုင်ငံကန်စနာပူရီခရိုင်မှာတရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့မြန်မာနိုင်ငံသား14ယောက်ကိုမတ်လ4ရက်နေ့ကဖမ်းဆီးမိခဲ့တယ်လို့ဘန်ကောက်ပို့သတင်းကဖော်ပြပါဗယ်။တရားမဝင်ရွှေပြောင်းမြန်မာအလုသမားတွေလိုက်ပါလာတဲ့မော်တော်ယာဉ်ကို ထိုင်းအာဏာပိုင်တွေကစစ်ဆေးရမှာဖမ်းဆီးမိခဲ့တာပါ။ ထိုင်းအာဏာပိုင်တွေကစစ်ဆေးချိန်မှာရင်မောင်းကထွက်ပြေးသွားပြီးတော့အမျိုးသား၁၂ယောက်နဲ့အမျိုးသမီး၂ဦးကိုဖမ်းဆီးမိခဲ့ပါတယ်။သူတို့တွေဟာဖျားသုံးစုဘက်ကနေတဆင့်ထိုင်းနိုင်ငံထဲကိုရောက်လာခဲ့တာပါ။တဦးကိုဝန်ဆောင်ကဘတ်နှစ်တောင်းပေးခဲ့ရတယ်လို့ပြောကြပါတယ်။2024ခုနှစ်အတွင်းတရားမဝင်နယ်စပ်ဖြတ်ကျော်လို့ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသား9000ကျော်ရှိတယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြကြပါတယ်ရှင်။ ကရင်ပြည်နယ်မြောင်းရင်မြို့အမှတ်9ရပ်ကွက်မှာရှိတဲ့ online ငွေလိမ်လုပ်ငန်းမှာအလုပ်လုပ်နေတဲ့အင်ဒိုနီးရှားနိုင်ငံသား58ယောက်ကိုထိန်းသိမ်းထားကြောင်းကရင်နယ်ကြားဆောင်တပ် BGF ကပြောပါတယ်။အမှတ်9ရပ်ကွက်ထဲကတရုတ်နိုင်ငံသားပိုင်ချက်ဝင်းတစ်ခုကို BGF တပ်ဖွဲ့ဝင်တွေငွေလိမ်လုပ်ငန်းနဲ့လူမောင်ကိုတိုက်ဖြတ်ရေးအဖွဲ့ဝင်တွေကမတ်လ3ရက်နေ့ညပိုင်းကဝင်ရောက်စစ်ဆေးချိန်မှာဖမ်းဆီးမိခဲ့တာပါ။ ထိုင်းမြန်မာနယ်စပ်မှာပျောက်ဆုံးသွားတဲ့နိုင်ငံသားတွေရဲ့စီးရင်ကိုနိုင်ငံတကာတန်ယုံတွေက BGF တပ်ဖွဲ့ထံအကြောင်းကြားလာတာကြောင့်ချက်ချင်းရှာဖွေပြီးတော့ပြန်ပို့ပေးနေတယ်လို့ BGF တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံဒုတိယဗိုလ်မှူးကြီးနိုင်မောင်စောကပြောပါတယ်မြောက်ရီမြို့နယ်ကကြားဖြန့်လုပ်ငန်းတွေမှာလုတ်ကైနေတဲ့နိုင်ငံပေါင်း30လောက်ကနိုင်ငံသား8000ကျော်ကိုထိမ့်သိမ်းထားတယ်လို့ BGF ဘက်ကပြောထားပါတယ်ရှင် မတ်လ9ရက်နေ့ဗုဒ္ဓဟူးနေ့မနက်ခင်းသတင်းအစီအစဉ်တွေကိုကြည့်ရှုခဲ့ရတာပါရှင်။ RFA ရဲ့အစီအစဉ်တွေကို RFA Bemi Facebook Page, YouTube, Instagram, Telegram နဲ့ RFA Website စာမျက်နှာတွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပါတယ်။မြန်မာပြည်သူပြည်သားများဘေးအန္တရာယ်ကနေနေ့တစ်နေ့ဖြစ်ပါစေ။ကျမဝေမာထုံးပါရှင်။